မင်္ဂလာပါခလေးတို့ရေဒီချက်ကတော့ grade 7သိပ္ပံသင်ကြားပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်။အခန်း၄အလဲကျစရာနှင့် drum များ၏သဘာဝကသင်ခန်းစာနှင့်အတန်၏အခြေခံအမှုများကိုသားတို့သမီးတို့ကိုဒီချက်ကရှင်းပြပေးမှာပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့တချေတို့စာရအောင်ကဲအဲ့တော့တချေတို့ကသင်ခန်းစာနှစ်မှာဆိုရင်တော့ အတန်ရဲ့အခြေခံအမှုံများအဲ့တော့ drug အခြေ၃မျိုးရှိကြောင်းနဲ့ drug များကို အတန်များဖြစ်ဖွဲ့စည်းထားကြောင်းကို သိရှိလေ့လာခဲ့ပြီးပဲဖြစ်တယ်အဲ့တော့အတန်ကို အလွန်သိငယ်တဲ့အခြေခံအမှုံ၃မျိုးနဲ့ဖွဲ့စည်းထားတယ်အဲ့တော့အဲ့ဒီအခြေခံမှုံ၃မျိုးမှာတော့ proton neutron နဲ့ electron တို့ပဲဖြစ်တယ်အဲ့တော့အတန်တစ်ခုကို အခြေခံအမှုံ၃မျိုးနဲ့ဖွဲ့စည်းထားပုံကိုတကယ်လို့လေ့လာပါမယ်။ ကဲကားလုံးသမီးတို့ရဲ့ကျောင်းသုံးဖက်စာအုံမှာပါတဲ့စာမျက်နှာနော်46ကပုံလေးတရဲ့အတန်တိဆောက်ပုံဆိုတဲ့ပုံလေးကိုတစ်ချက်ကြည့်ပေးပါအဲ့တော့ပုံလေးတမှာဆိုရင်အတန်ရဲ့အလဲဘုံတွင်ရှိသောအမှုံများမှာမြည်သည်လို့ဖြစ်သည်။ပြီးအတန်ရဲ့ဘဝကိုလက်ပတ်နေတဲ့အမှုံမှာမြည်သည့်အမှုံဖြစ်သည်။ကဲဒါဆိုရင်ဒီချက်တို့ပြောကြည့်အောင်အဲ့တော့အတန်ရဲ့အလဲဘုံမှာအလွန်သင်းငယ်၍တိတ်သီးတဲ့နျူကလ িয়ার တရှိတယ်။နော်နျူကလ িয়ার မှာမှာ ရိုတွန်နဲ့နျူထရွန်တို့တရှိတယ်အဲ့တော့ပရိုတွန်ဟာလျှက်စစ်ဓာတ်ပုံစောင်းပြီးတော့မှနျူထရွန်ကတော့လျှက်စစ်ဓာတ်မဲ့တယ်နော်လက်မဲ့တဲ့အတွက်ကြောင့်နျူကလ িয়ার ဆိုလို့ရှိရင်တော့လျှက်စစ်ဓာတ်ပုံစောင်းပါတယ်အဲ့တော့နျူကလ িয়ার ကိုလျှက်စစ်နော်တကယ်လို့ဓာတ်မှစောင်းတဲ့အီလက်ထရွန်ကလှက်ပန်နေတယ်အဲ့တော့အက်တမ်တစ်ခုမှာပေါင်းဝင်တဲ့လျှက်စစ်ဓာတ်ပုံစောင်းတဲ့ပရိုတွန်အရေအတွက်နဲ့လျှက်စစ်ဓာတ်မှစောင်းတဲ့အီလက်ထရွန်အရေအတွက် တူညီတဲ့အတွက်ကြောင့်အတန်ဟာလျှက်စစ်ဓာတ်ပြေနေပါတယ်။ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းလေးကိုဆက်ပြီးတော့ဒီချေတို့လေ့လာရအောင်။အဲ့တော့ proton neutron နဲ့ electron ရဲ့တင်နေရာကိုဒီချေတို့အုပ်စုလိုက်ပြန်လည်၍အပြန်အလှန်ဆွေးနွေးတင်ပြပါတယ်။အဲ့တော့တာဝန်သမီးတို့ရဲ့အကြောင်းသုံးဖက်စာအုပ်မှာရှိတဲ့စာမျက်နှာ46ကပုံဦး၄တဲ့အတိုင်းပဲဒီချေတို့အုပ်စုလိုက်နော်ဂတ်တိုစကူဖြစ် ကျေတော့ကပ်ပြားလေးတွေပေါ့နော်တခုစီပြုတ်လောက်ပြီးတော့အတန်းရှိမှရှိတဲ့တင်မုံပေါ်မှာတဲ့ရေဆွဲပြထားတဲ့အတန်းပုံမှာကပ်ပြီးတော့အတန်းကိုတင်ပြပေးပါတဲ့ကဲအဲ့တော့အုတ်စုတက်အုတ်စုတက်ကလေးကတော့ဒီကျေတော့အပြာရောင်ဆက်ကူပေါ့နော်ဂတ်တူလေးကို သုံးပြီးတော့မှဒီကျေတော့အချင်း6စင်တီမီတာအဲ့တော့အချင်း6စင်တီမီတာရှိတဲ့နော်6စင်တီမီတာရှိတဲ့အဝိုင်းတစ်ခုကိုပြုတ်လောက်ပါဆိုတော့ဒီကျေက6စင်တီမီတာတစ်ခုကိုဒီကျေကပြုတ်လောက်ထားတယ်ပေါ့နော်ပြီးရင် तू ကတော့အပေါင်းလက္ခဏာသင်္ကေတ အဲ့တော့သူကတော့လက္ခဏာပေါ့နော်အပေါင်းလက္ခဏာသင်္ကေတတခုကိုဒီချေလို19ဝိုင်းရဲ့အလဲမှာမှတ်သားပါဆိုတော့ဒီချေကဒီမှာဟုတ်ပြီနော်အပေါင်းလက္ခဏာလေးနော်သင်္ကေတကို19ရဲ့အလဲလေးမှာဒီချေကမှတ်သားထားတယ်သူကမြည်သည့်အမှုံကိုကိုစားပြုချောင်းကိုဆွေးနေပါဆိုတော့ကဲဒီအပေါင်းလက္ခဏာလေးကဘယ်အမှုံလေးကိုကိုစားပြုမယ်ထင်တယ်လဲဟုတ်တာပေါ့သူကတော့ proton ဟုတ်ပြီနော်အပေါင်းလက္ခဏာလေးက proton လေးကိုကိုစားပြုတယ် ကဲအုပ်စုနံပါတ်1ကကြတော့တချဲတို့ကအစိမ်းရောင်နေအဲ့တော့တချဲကအစိမ်းရောင်ဆိုအဝါရောင်လေးကိုတချဲသုံးပြပေးထားတယ်နော်ဝါရောင်ဆက်ကူလေးကိုတချဲသုံးပြပေးထားတယ်အဲ့တော့အဝါရောင်ဆက်ကူပေါ့နော်တချဲတို့ကတ်ထူမှာဆိုလို့ရှိရင်တော့တချဲတို့ကအချင်းကုန်းရလိုပဲ6 cm နော်အဝိုင်းလေးတစ်ခုကိုတချဲကပြုတ်လုပ်ထားတယ်အဲ့ဒီမှာဆိုလို့ရှိရင်လေသူကလေအမုံလေးတစ်ခုရှိလား ဟမ်ဒီချေတော့အမုံလေးအမုံလေးပေါ့နော်ဘာမှတော့မရှိဘူးလက္ခဏာတော့မရှိဘူးအဲ့တော့မြည်သည့်အမုံကိုကိုစားပြူကြောင်ဆွေးနွေးပါဆိုတော့ဒီအဝိုင်းလေးပေါ့နော်ဒီအဝိုင်းအဝိုင်းလေးကဘယ်အမုံကိုကိုစားပြူတယ်လဲဆိုတာကိုဆွေးနွေးပါဆိုတော့ကဲကြည့်ပါဦးလက္ခဏာမရှိဘူး तू ကဘယ်အမုံလေးကိုကိုစားပြူတယ်လဲဟုတ်တယ် तू ကတော့နျူထရွန်လေးကိုကိုစားပြူပါတယ်နော်ကဲနောက်ဆုံးအုပ်စု၃အုပ်စု၃လေးရကြတော့အနီအောင်၁၉နော်အနည်းအောင်ဂတုဆက်ကူလေးမှာဆိုလို့ရှိရင်တော့ဒီချေတို့အချင်း2.5အော်2.5စင်တီမီတာ ဟုတ်ပြီနော်အဝိုင်းငယ်လေးတခုကိုဒီချေကပြုလုပ်ထားတယ်။သူ့ကိုတော့ဒီချေတော့အနှုတ်လက္ခဏာသင်္ကေတနော်ဒီချေတော့အနှုတ်လေးဒီမှာဟုတ်ပြီနော်အဲ့ဒီမှာဒီချေကဆက်ကူဝိုင်းရဲ့အလယ်လေးမှာဒီချေမှတ်သားထားပါတယ်။အဲ့တော့မြည်သည့်အမှုံကို ကိုစားပြူကြောင်ဆွေးနွေးပါတဲ့။ကဲဘယ်မှုံကိုစားပြူတာဖြစ်မလဲ။ဟုတ်တာပေါ့။သူကတော့ electron ကိုကိုစားပြူတာဖြစ်ပါတယ်။ ကဲဒါဆိုရင်ဒီချေကတအားသမီးတို့ဟုတ်ပြီနော်ဒီချေအခုပြုတ်လို့တလို့မျိုးလေးပဲဒါတို့သမီးတို့ကလည်းနော်ဂတ်တူဆက်ကူလေးတွေအယောင်လေးတွေမှာပေါ့နော်ဒီချေလိုမျိုးလေးပြုတ်လို့ပြီးတော့ကိုနေရတော့သင်ပုံးမှာဟုတ်ပြီနော်အတန်ရဲ့ပုံစံလေးမှာတအားသမီးတို့ကသွားပြီးတော့ကတ်ပြီးတော့မှာပေါ့နော်ဒီချေတို့အတန်မှာသင်ပြကြည့်ပေးပါအောင်ကွယ်ကဲဒါဆိုရင်ဒီချေတို့အဓိကချက်ကိုကြည့်အောင်အဲ့တော့အဓိကချက်များအတန်ရဲ့အခြေခံမုံ၃မျိုးကတော့ပရိုတွန်နျူထရွန်နဲ့အီလက်ထရွန်တို့ပဲဖြစ်တယ်အဲ့တော့ ရိုတွန်ကလျှက်စစ်ဓာတ်ပုံဆောင်တဲ့အမှုန်ဖြစ်တယ်။နျူထရွန်ကတော့လျှက်စစ်ဓာတ်မဲ့တဲ့အမှုန်ဖြစ်တယ်။အီလက်ထရွန်ကတော့လျှက်စစ်ဓာတ်မဆောင်တဲ့အမှုန်ဖြစ်ပါတယ်။အဲ့တော့အက်တမ်တစ်ခုမှာပါဝင်တဲ့လျှက်စစ်ဓာတ်ပုံဆောင်တဲ့ပရိုတွန်အရေအတွက်နဲ့လျှက်စစ်ဓာတ်မဆောင်တဲ့အီလက်ထရွန်အရေအတွက်ဟာတူညီတဲ့အတွက်ကြောင့်အက်တမ်ကလျှက်စစ်ဓာတ်ပြင်နေပါတယ်။ကဲဒါဆိုရင်တခြားသားတို့သမီးတို့ကိုအခုရှင်းပြလိုက်တဲ့သင်ခန်းစာလေးကတော့အခန်း၄ အလဲကြစရာနဲ့ဒွတ်တွေရဲ့တဘာဝကသင်္ကန်းစာနှစ်အတန်ရဲ့အခြေခံအမှုများအကြောင်းလေးပဲဖြစ်ပါတယ်။ဒါောက်သမီးတို့နားလည်မယ်လို့တစ်ချက်ထင်တယ်။တစ်ချက်နဲ့တူတူနောက်သင်္ကန်းစာမှာပြန်တွေ့မယ်နော်။